အခုအရင်ဆုံးကမ္ဘာနိုင်ငံရေးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါရစေ။ကမ္ဘာမှာစစ်ပွဲကြီးတွေကြုံနေရချိန်စီးပွားရေးအားပြိုင်မှုတွေပြင်းထန်နေချိန်နိုင်ငံတစ်ခုရဲ့ပြည်တွင်းပြည်ပနိုင်ငံရေးမူဝါဒတွေကအထူးအရေးကြီးတာပါ။အခုဒီအပိုင်းထွက်ပေါ်နေတဲ့နိုင်ငံရေးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါရစေ။ရုရှား-ယူကရိန်းစစ်ပွဲကိုရက်30ရက်ဆိုင်မှုအမေရိကန်ကိုယ်စားလှယ်တွေအဆိုပြုတာကိုယူကရိန်းညှိနှိုင်းရေးအဖွဲ့ကပြီးခဲ့တဲ့အင်္ဂါနေ့က Sorry Arabia နိုင်ငံမှာလက်ခံခဲ့ပါရစေ။ကျွန်တော်တို့ကမ်းလှမ်းချက်ကိုယူကရိန်းကလက်ခံပါတယ် အပြည့်ရက်ရေလို့ဖို့နဲ့ယူကရိန်းရဲ့အကျိုးလုံခြုံရေးနဲ့နိုင်ငံတစ်ခုအနေနဲ့ကြီးပွားထိုးတက်နိုင်ဖို့အတွက်ရေရှည်တည်တတ်နိုင်တဲ့နီလန်းနဲ့အခုဖြစ်နေတဲ့ပြည်ပခောက်ကိုညှိနှိုင်းဖြည့်ဆင်းတာဒီချက်ချင်းလုပ်ဖို့ဖြစ်ပါတယ်။ငြိမ်းချမ်းရေးအတွက်ယူကရိန်းရဲ့အပေါင်းလက္ခဏာဆောင်တဲ့ပထမဦးဆုံးခြေလှမ်းကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းအတိအမှတ်ပြုခဲ့တယ်လို့အမေရိကန်အမျိုးသားလုံခြုံရေးအချံပေးမိုက်ဝေါ့စ်ကအခုလိုပြောပါတယ်။ The president has decided သမ္မတကအခုအညီတွေဆိုင်းငံ့ထားတာကိုပယ်ဖျက်လိုက်ပြီး ယူကရိန်းအတွက်လုံခြုံရေးအကူအညီတွေကိုလည်းဆက်ပေးမှာပါဒါကအခုချက်ချင်းအသက်ဝင်မှာပါအပြည့်ရရေးအဆိုပြုချက်ကိုလက်ခံပြီးတဲ့နောက်ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကငြိမ်းချမ်းရေးအတွက်ကတိပြုထားတာကိုအခုလိုထပ်ပြောပါတယ် For the people in the world ဘယ်ကွာလုံးကလူတွေကိုသိစေချင်တာကယူကရိန်းအနေနဲ့ဒီစစ်ပွဲကိုစတာမဟုတ်ဘူးဆိုတာပါဒါပေမဲ့ယူကရိန်းအနေနဲ့တရားမျှတတဲ့ထောက်ရငြိမ်းချမ်းရေးအတွက်အစဉ်သင့်ပါပဲ For just the lasting peace အင်္ဂါနေ့အစောပိုင်းမှာတော့ရုရှားဒေသတော်တော်များများကို ယူကရိန်းက drone အမြောက်အများနဲ့တိုက်ခိုက်ခဲ့ပါတယ်။အခုလိုတိုက်ခိုက်မှုဟာအနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုထိခိုက်နိုင်တယ်လို့ရုရှားသမ္မတရုံးပြောခွင့်ရ Dmitry Peskov ကအခုလိုပြောပါတယ်။အခုလက်ရှိမှာတော့ညှိနှိုင်းမှုတွေမရှိသေးတာကြောင့်အနောက်ရှက်ဖြစ်စရာလည်းမရှိပါဘူး။ဒါပေမဲ့လည်းအခုလိုပေါ်ပေါက်လာတဲ့ကိစ္စတွေကြောင့်တိတိတတ်တာထိခိုက်နေပါတယ်။အခုလိုမြေပြင်အခြေအနေတွေတင်းမာနေပေမဲ့လည်းအမေရိကန်ကတော့နောက်တစ်ဆင့်အနေနဲ့ရုရှားဘက်ကိုလည်းအပြစ်ရရေးအဆိုပြုတာတွေဆက်လုပ်သွားမှာဖြစ်ပြီး အဲ့ဒီကနေရေရှည်ခံတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မယ်လို့လည်းမျှော်လင့်နေပါတယ်ခင်ဗျာ။